ဒီနေ့ရည်ယူလေးမှာတော့နှိတော်လိုင်းအတွင်မှာစစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်ချင်းရောက်ဒီဆုံးခဲ့ကြရတဲ့နိုင်ငံကျော်အောက်ခစားသမားတွေအကြောင်းကိုတက်ဆက်ပေးခြင်းပါတယ်။တချို့ကတော့ကြာဆုံးသွားပြီဖြစ်ပြီးတော့တချို့ကတော့ဖမ်းဆီးချုံအောင်ခံထားရဆဲပါ။ Now undefeated through 49 career fights. ကဘာလဝိတ်ချန်ပီယံ WMC ကဘက်ကိုရရှိခဲ့ဖူးတဲ့နမလဝိတ်အကျော်အောင်မဒူဒူဟာလေစစ်တပ်ရဲ့ဖန်စီနှိမ့်ဆက်တပ်ဖြတ်ခြင်းကြောင့်2023 April 26ရက်နေ့မှာကြာဆုံးသွားခဲ့ရပါပြီဒူဒူရဲ့မိသားစုတွေကိုစကောက်စဟာဇူလိုင်လ17ရက်နေ့မှာအကြောင်းကြားခဲ့တာပါ တူတူဟာစစ်အာဏာသိမ်းမှုကိုလုံးဝလက်မခံမဲနဲ့စန့်ကျင်ခဲ့သူတဦးပါ၂022ခုနှစ်ဧပြီလမှာစကတ်ဆိုင်ရဲ့ဖန်စီချင်းကိုခတ်ခဲ့ရတာပါနိုင်ငံကုန်ကူဆောင်ခဲ့ပြီးတော့နိုင်ငံတကာအားကစားပွဲတွေထိပါတပ်နိုင်ငံစုတစိမ်များစွာကိုရယူပြီးခဲ့တဲ့တူတူရဲ့ကျူးလင်းမှုဟာမြန်မာလက်ဝတ်လောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ် kawal pula lepem pemain Myanmar Lau Mo Ong. Hanauri United U21 အသင်းကောင်းဆောင်ချစ်ပူပူနေဟာ2022ခုနှစ် match နာ29ရက်နေ့မှာရန်ကုန်အင်းစိန်မြို့နယ်မှာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုလက်မခံကြောင်းငင်းငန်းစွာစာနာထုတ်ပေါ်နေချိန်မှာစက္ကဆာရဲ့တိခတ်လိုက်တဲ့ကြည်စံထိမှန်ပြီးပြီးဆုံးဘွားခဲ့ရတာပါ။ဒီသူတွေကဝိုင်းဝန်းပြီးတော့အင်းစိန်စည်းရုံကိုပို့ဆောင်ခဲ့ပြီးမယ်။မွန်တက်12နာရီအချိန်မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ကိုပြစ်ခတ်လိုက်တဲ့ကြည်စံဟာဒင်းထန်လွန်လာကြောင်းချစ်ပူပူနေရဲ့ညာဘက်နန်ကြားကနေဖောက်ဖက်က ခါ၎င်းရဲ့အနောက်ကအသက်14နှစ်အရွယ်လူငယ်တဦးကိုထပ်မံထိခတ်ခဲ့ပြီး19ချက်ချုပ်လိုက်ရပါသေးတယ်။ချစ်ပူပူညီဟာထူးထွန်တဲ့လူငယ်ခြေတက်အာဂသသမတစ်ယောက်ဖြစ်ပြီးတော့ အသက်15နှစ်မှာကျောင်းကနေအပြီးတိုင်ထွက်လာသူဝါသနာပါရဘောလုံးလောကကိုချီးစွမ်းပြဝင်ရောက်ခဲ့သူဒီဦးလေးဖြစ်ပါတယ်။သူရဲ့ကွယ်လွန်မှုဟာမြန်မာဘောလုံးလောကတစ်ခုလုံးအတွက်ဆုံးရှုံးမှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဘောလုံးအားကစားထူးချွန်သူတူဖြစ်တဲ့ U23 အားကစားသမားကိုရင်းငင်ထွန်းဟာတဲ့စကားစကိုတော်လှန်တိုက်ပွဲဝင်ချွေဖို့မြို့တနေရာမှာကြာဆုံးခဲ့ရပါပြီ။ရှမ်း United အားကစားသမားဘဝကလည်းအချမ်းမဲ့ဖက်အနာဖီဆိုင်ရေးလှူရှာမှု CDM မှာပါဝင်ခဲ့တဲ့ရင်းငင်ထွန်းဟာနောက်ပိုင်းမှာလက်နက်ကန်တော်လှန်ရေးမှာပါပါဝင်ခဲ့ပါတယ်။ ယ်သူဟာတပိတ်ချင်းမျိုးချောင်းကြီးသားဖြစ်ပြီးတော့နေစဉ်တည်းကဘောလုံးကွင်းထဲမှာကြီးပြင်းလာသူပါ2014မှာရတနာဘောလူငယ်အသင်းကိုရောက်ရှိလာခဲ့ပြီးတော့ရှည်တဲ့တိုက်စစ်မှုဖြစ်လာခဲ့ပါတယ်2016မှာရတနာဘော FC အသင်းကနေခွင်းနဲ့ကစားသမား2019မှာမြန်မာ U23 လေရေးစင်အသင်းကိုဝင်ဝင်ရခဲ့တာပါ ခေါင်းတိုင်ကောင်းတဲ့ခက်ကြံ့ကြံ့ကစားတဲ့မကူမြင့်နဲ့လူလာဖြတ်တာဖြန့်တာကောင်းတယ်လို့နာမည်ကြီးခဲ့တဲ့ရဲရင်ထွားမြမနွေဦးတော်လိုင်းအတွင်းမှာလဲရွှေဘူးအချီ site PDF တန်ရင်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်2025 February လ9ရက်နေ့မှာတမ်းပါကြီးအချီနီစူးဝခဲ့တာကြောင့်ကြံ့ဆောင်ခဲ့ရတာပါ ဆရာနာလင်းငင်းကိုလက်မခံပဲငင်းကျန်းစွာဆန္ဒထုတ်ပေါ်ရမှာပါဝင်ခဲ့တဲ့ MMA ကစားသမားဖုသူဟာလည်း2021ခုနှစ်မေလမှာစကားဆိုင်ဖန်စီချင်းကိုခံခဲ့ရပါတယ်ဖိုက်တာဖုသူကိုလည်းလက်ရှိအချိန်ထိစကားဆိုင်ဖန်စီချုံအောင်ထားစေဖြစ်ပါတယ်ကရာတီမွေထိုင်းနဲ့မြန်မာလက်ဝိတ်တို့မှာပါကျွမ်းကျင်စွာတက်မြောက်ထားတဲ့မြန်မာကုန်းဆောင် MMA ဖိုက်တာဖုသူဟာစကားဆိုင်စင်ဂျင်မစ် mix up လက်ချက်ချင်းအောင်မကြဆုံးနိုင်မဲမကြဆုံးဇီရအောင်တောင်းစုကျူးရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်တခြားသောကျွန်တော်တို့မတည်သေး းတဲ့မြန်မာနိုင်ငံကအာကစားလောကအတွက်အရေးချင်းရှိတဲ့လူငယ်တွေဟာလည်းဒုနယ်တိစာကဆိုင်ရဲ့ဖန်စီတက်မြက်မှုကြောင့်သိဆုံးခဲ့ရပါပြီ။ဆုံးတင်နိုင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်